ားအလုံးမဲမင်္ဂလာပါရှင်ပရိသတ်များအလုံးကို ကျမတို့ရဲ့ SDS Audiobook Channel ကနေជួសလိုက်ပါတယ်ကျမတို့ Channel တွေကနေတေးစလန်းကောင်းများစွာနဲ့ဂမယာဖြစ်ရဲ့စံချိန်စလန်းကောင်းလေးကိုနေ့စဉ်တင်ဆက်ပေးနေရမှာဖြစ်ပါတယ်ဒီနေ့မှာတင်ဆက်ပေးမှာကတော့စာရေးသူနောင်ရိုးစိတ်တက်ရေးသားထားတဲ့အယူသူတော်နဲ့နဲ့ရည်တွင်ဆိုတဲ့စလန်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စလန်းလေးမစတင်မီကျမတို့ရဲ့ Channel ကို Like and Subscribe လေးနှိပ်သွားဖို့နဲ့ ဇလန်းသစ်များစွာကိုမလွတ်တမ်းနာစေနိုင်ဖို့ဘေးနားအနုတီခေါလောင်းလေးကိုလည်းနှိပ်သွားပေးဖို့မမေ့ပါနဲ့ရှင်။ဒါဆိုရင်ဇလန်းလေးကိုကိုယ်ပဲစတင်လိုက်ပါပြီ။ဒီဝါကလေးရဲ့နာမည်ကနေရီတွင်ရောတဲ့။ဒီဝါကလေးကမြမပြေခါပိုင်းသားမှာပဲတရှိရာဖြစ်ပြီးရောပင်လေဒေတာအပူလွန်ခဲ့တတဲ့အထက်ညာဒေတာမဟုတ်ပါပဲနဲ့ထူးထူးခြားခြားဟုပဲဘယ်နေရာစီရေရင်တူတူရင်ငယ်နေပဲထွက်ရှိတတ်တာမို့ဒီနာမည်ကိုတွင်နေရောရွာနီးချုပ်ဆက်ဘေးရွာမှာ တို့ရာလူရင်ငယ်မထွက်ပါဘူး။တို့ရာကတော့အညာဒေသလိုပဲရင်ငယ်ထွက်နေပြီမေ။အညာဒေသလိုတောက်တုံးကြီးအတွက်မိုးရေကိုကန်နဲ့လောင်လို့လည်းမရပြန်ပါဘူး။မိုးရေတွေကိုကန်နဲ့လောင်ထားရင်တော့အဲ့ဒီတောက်ထားတဲ့ရေပါငန်သွားတတဲ့။ဆက်ပြူးကြီးဆိုတာလေရွာရဲ့ရေမြေခန့်နဲ့မအဆက်တောင်ဖြစ်နေတဲ့အတွက်တရွာလုံးဟာဆက်ပြူးကြီးမလုပ်ဘဲနဲ့တရိတ်ဆန်မွေးမြူရေလုပ်ငန်းဝန်တောင်အဓိကအားပြုပြီးတော့လုပ်ကင်ကြရတယ်။ဟုတ်ပြီဒါဖြင့်ဒီလောက်ရင်ငယ်ထွက်ပြီးတော့တောက်တုံးကြီးခက်ခဲနေတဲ့ရွာအတွက် လက်ရှိတုံးကြီးရဲ့တောက်တုံးကြီးကိုဘရားရတယ်လေဆိုပြီးတော့မေးစရာရှိတယ်။ဒီတက်ကတော့ဖျားပြီးရကောင်းကျင်လား။နှက်ကောင်းတို့ဆောင်မှကျင်လားမပြောတတ်တော့ပါဘူး။ရွာမတေခင်ရေတွေကဖြစ်တည်နေတဲ့တဘာဝစိတ်ပေါက်လို့ရေရင်းငင်တွေတကူတော့ရွာရဲ့အရှိတ်အဖက်အစုံမှရှိပါသေး။အလုံးအားနေရည်တွင်ရင်တို့ခေါ်ပြကြတယ်။ဒီနေရည်တွင်ကိုအစဲပြုတ်ပြီးတော့သူတို့ရောက်လေနေရည်တွင်ရွာပေါ့။တချို့ကတော့ရင်းငယ်ကုန်းရွာလို့မထင်မရှားခေါ်တတ်တယ်။ဘလို့ပဲခေါ်ခေါ်ရွာနေတဲ့လူသူအလုံးအားတော့ ။လက်ရည်တွင်းတို့ခုတ်ပြေးကြတာမျိုးပိုသဘောကျတာကတော့အမှန်ပါပဲ။ရည်တွင်းကလေးကရေဦးပဲ။သူတို့တရွာလုံးအာကိုအားထားပြီးပြီးတော့တောက်သုံးရည်အဖြစ်သုံးနေရတာမဟုတ်လား။ရည်လင်းလေးကလည်းထူးဆန်းပါတယ်။အကြေအားတထောင်ပတ်ချာနေတော့သာရှိပေမယ့်နေမိုးစားပေးတော့ခါမှမကန်ဘူးဟောင်း။ကိုကြိုက်တဲ့လောက်ခက်ကြိုက်တဲ့လောက်တော့ရေဒီရေတန်းအရောမရော့မတို့အမြင့်တီတိုင်းပဲဒါကြောင့်လေရွာသူရွာသားတွေကအကျိုးပြုလို့အာကြီးရဲ့ရေတွင်းလေးကိုနာမပြုပြီးတော့ သူတို့ရွာကိုရေငန်ကုန်းရွာဆိုတဲ့နာမည်အစားနေရီတွင်းရွာလို့ခေါ်ခင်ရတာကိုပို့ပြီးတော့နေတတ်ကြတယ်။မွေးမြူရီကိုပဲအားပြုထားရရောမို့ရွာသူရွာသားတွေကစိတ်မွေးသူအမွေဝမွေးသူအမွေနောက်ကျဲစားတာတွေကိုမွေးသူအလည်းမွေးစိုက်ပြေးလုပ်ချင်သူတွေကတော့ရွာနဲ့အတော်လမ်းရနေရာတွေစီမှာမြေယာထွင်းပြီးတော့တဲချိုးလို့စိုက်ပြိုးတတ်ကြတယ်။ဘာကြောင့်မဖြစ်ဖြစ်သူတို့နေတဲ့ကျောင်းမှာတော့မွေးမြူရီအတွက်အသားနဲ့နှုတ်ထက်စားကုန်နေရတော့နေရီတွင်းရွာကနာမည်ကြီးပါပဲ။ အခုတော့ဒီဘွားကလေးစီဟာပြည်တနာကြီးတကူကိုရင်ဆိုင်နေခဲ့ရလားနှစ်နှစ်ကျော်ကြာခဲ့ပါပြီအဲ့ဒီပြည်တနာကတော့သူတို့အားပြုရာနေရည်တွင်အနာမှာလွန်ခဲ့တဲ့နှစ်နှစ်လောက်ကရေခဲရင်းနဲ့ဒူတက်မှုတကူဖြစ်နေပြီးတဲ့နောက်တော့နေရည်တင်အောင်ထူးထူးဆန်းဆန်းဦးပဲရေခမ်းချောက်သွားခဲ့တာပါနေရည်တင်ရဲ့ရေခမ်းချောက်မှုနောက်ပိုင်းမှာတော့ရွာရည်ကတစ်ပေနေရလေညိုးရော်လာပြီးတော့နံဖက်ဖက်နဲ့စိတ်နှမှုမရှိတော့တာကိုအများမျက်မြင်မြင်ကြရတယ်။တခါတည်းကညပိုင်းတွေမှာဆိုရင်လေရွာရည်ကခွေးတွေအလုံး စီညာနေအောင်ဦးတက်ပြီးတော့အိမ်လိုညရီမှာရွာရဲမွေးထားတဲ့တရိတ်ဆန်တချို့ထူဆန်းစွာနဲ့တည်ဆုံတက်နေရောရင်တခါတည်းရဲ့လူအသေးပြောင်းလေးရှိတက်လာရင်နေ့ဒီမှာရေခမ်းချောက်သွားတဲ့နောက်ပိုင်းရွာသူရွာသားတွေဟာညံမမီနိုင်တဲ့ပြဿနာပေါင်းစုံရင်ဆိုင်ရတဲ့အပြင်တောက်သုံးရီအတွက်ကိုရွာနဲ့နှစ်မိုင်လောက်ဝေးတဲ့နေရာအထိနေနေသွားပြီးတော့တောက်သုံးရီကိုရေစီရိုးနဲ့ခတ်တည်ကြရတဲ့ဒုက္ခကလည်းရှိနေပြန်သေးတယ်။တချို့ကတနင်္လာကြာပြီးချိန်မှဒီဒုက္ခတွေကို ကန်စားနိုင်ကြတော့တာမို့တရက်တစ်ပတ်ကိုပြောင်းကြတယ်။ဒီခါမှာတော့ပုံမှုဆိုးရတဲ့ဖြစ်ပျက်ကနေပြောင်းမှုစူးစမ်းသူအလုံးကဘေးဒုက္ခဆိုးတွေကိုကျုံ့ပြန်နေရဲ့။အခုတော့ရင်ငန်ကုန်းရွာရွာသူရသားတွေဟာစုံလေးစုစားလေးယူဆိုတဲ့ကိန်းကိုစိုက်ကြရပြီးတော့တရက်တစ်ပတ်ပြောင်းရွှေ့ပြေးဖို့ကိုမလုပ်ရဲကြတော့ပဲရွာစီမှာပဲဖြစ်ပျက်နေတဲ့ဒုက္ခပေါင်းကိုခါးစီလို့ခန်းစားကြရတော့တယ်။ညအောင်ပန်းရယုံရှိသေးရုတ်တရက်ဆွဆွဲငင်ငင်ချောက်လိုက်တဲ့ခွေးတကောင်ရဲ့ဥဒဲအစုံမှာတော့ ်တရားလုံးကခွေးတွေပါလိုက်လက်စူဦးချပါရည်။ကိုမြိုင်တရားခွေးဥတန်တွေကိုနားဆိုရင်းနဲ့စိတ်ညစ်ညူးသွားရတယ်။ခွေးတွေကလည်းဥပြန်ပြီကွာ။ရွာထဲမှာဘာတွေဖြစ်ပြောင်းမလဲမသိဘူး။ကိုမြိုင်ကဖွာလက်ဆစင်းလေးတို့မိတက်ပြီးတော့ရေးတွားရေယူလိုက်တော့ခလီသိမ့်နေတဲ့သူမိမမပုတ်ကတရားလုံးရင်ဆိုင်ခန်းစားနေရတာပဲနှစ်နှစ်ပြည့်ပြီခဲ့ပြီ။တော်အကူမှဘာတွေဖြစ်ပြီးတော့ထနေနေရတော့အကူမှထပြီးနေတာမဟုတ်ပါဘူးမိဘုရား။ အစကြုံကလေးကငါညှိတွားနေခဲ့တာပါဟူးဒီချိန်နေကြီးကိုမကြုံကျင်တော့ပါဘူးဟာစိတ်လည်းမချမ်းသာကိုယ်လည်းမချမ်းသာဒီကြားရဲအခုလိုခွေးဥတန်တွေထွက်လာတိုင်းစီးဝါပြက်မဲ့ကိစ္စတွေကဖြစ်လာပြန်သေးအခုဆိုကွာရွာညိုင်းညက်နေရအပြင်ထွက်မရတော့ဘူးဟိုတမုံပြင်ပတ်ချိန်စိုက်ခင်းလုပ်တဲ့သူတွေတော့ညိုင်းလို့မရတာမို့လေသွားညပြန်လုံးနေကြရတယ်မဟုတ်လားကိုမြိုင်ပြောရလေဟုတ်ပါရဲ့ဒီလိုခွေးဥပဲ ။ဝေးထားတဲ့တရိတ်ဆန်တွေတည်ဆုံးတက်တဲ့အပြင်ရွာတွေကဘယ်သူမှရွာပြင်မှာအားရင်းလို့မရအောင်အိတ်တာနဲ့တခုမဟုတ်တခုဒုက္ခကြုံကြရရည်။ရွာတောင်ပဲချမ်းကမြင်ဝင်းတို့မိသားစုစုစိုက်ခင်းနေညာရင်းတို့မနဲ့နှင်းချင်းကလေးမယပိုးထီပြီးတော့ဆုံးရည်။နောက်ထပ်နောက်ထိတ်ကဘိုးဦးတို့ညီကိုရိုးတက်ရအပြန်ခီးမမီရောလို့မဖြစ်မနေအားရည်ရကောင်းမနက်ကစီရောကားမောက်ပြီးတော့ညီကိုနေရာဖွဲ့ချင်းပြီးရည်။ ီလိုမျိုးပဲရွာပြင်းမှာညာရီလိုဖြစ်တဲ့ဖြစ်ပျက်တွေဟာအများကြီးမှာအများကြီးပါပဲဒါတော့ဒါပေါ့တော့ဒါပေမဲ့ကျုပ်တို့ဖြစ်ရှင်းနိုင်တဲ့အရာမှမဟုတ်တာဒီတော့မကြုံချင်လေကြုံနေရမှာပဲလေအေးဟာတခါတလေငါပြန်ပြောတွေးမိရောလေอืมအိနီယာသာပါစိန်တို့ငကောင်ရေခတ်တာအလူရမဖြစ်ပဲလူသက်တာမျိုးသားမဖြစ်ခင်ရင်လို့ငါတွေးမိတယ်အဲ့လိုသာဖြစ်ခင်တိတ်ကောင်းပါပဲအချိန်လေးသာနောက်ပြန်သွားလို့ရမယ်ဆိုတော့ အဲ့ချိန်မျိုးပြန်သွားပြီးတော့ဒီကောင်းတွေကိုရမဖြစ်စေဖို့ငါကတော်ပြီးကိုတောင်းပန်မိမှာပဲဒါဖြင့်လည်းအဲ့ဒီတော့ကတော်သွားပြီးတော့ကတော်တောင်းပန်လိုက်ပေါ်တော့တကယ်တိမ်မဲ့သူကသူတို့မဟုတ်ပဲသူတို့ကတော်တွေတော်ဖြစ်သွားလိမ့်မယ်မဘိုးကယောက်ျားကြီးတမဲခုတကောင်လိုညီးသွားလို့နေတဲ့ကိုမြတ်ကို ကြည့်မရတော့တာမို့အငေါ်တူလိုက်တော့တယ်ဒီခါကိုပြိုင်ကဟာမိဖို့ငါကတကောင်လုံးခံစားနေရတဲ့ဒုက္ခတွေအတွက်ကိုညီးသွားနေမိတာဟာဒါဖြင့်လည်းတော့ ဘလို့ဖြည့်ရှင်းရမယ်ဆိုရင်နီးနားကိုရှာပါလားမဖြစ်နိုင်တော့တဲ့ဟိုမသားနှကောင်လက်တဲ့စီကိုပဲပြန်တန်းကြနေသေးတယ်ဖြည့်ရှင်းဖို့နီးနားဟုတ်လားဟုတ်တယ်နီဘယ်အရာဖြစ်ဖြစ်ဖြည့်ရှင်းစရာနီးနားတော့ရှိမှာပဲမဟုတ်ဘူးလားအေးဟာနင်ပြောတာဟုတ်တော့ဟုတ်ပြီอืมဒါပေမဲ့ဟာရွာဘုသူတော်ကြီးကလည်းရေရင်းကိုပိရိတ်တွေယူပြီးတော့တက်စင်မလုပ်ပေးပြီနတ်ဆရာကြီးကလည်းရေရင်းစီမှာနှစ်ပွဲကြီးတင်ပြီးပြီဒါပေမဲ့အဲ့ဒီနီးနားတွေတော့မရဘူးလေဟာအဲ့တော့ဘလို့လုပ်မလို့ ဘလို့လောက်ရမလို့ဆိုတော့သူတို့မလုပ်ပေးနိုင်ရင်တုပ်ပေးနိုင်တဲ့သူရှာဖို့တော့ဟာအေးဟာဟုတ်သားပြီရှာရမယ်ရှာရမယ်မဘိုးကမယူခဲ့ပါပဲနင်တို့သူ့ကိုအငေါ်တူးစကားတွေကြီးပဲပြောတာပါဒါပေမဲ့ဒီစကားတွေကကိုမြတ်အတွက်တော့ပြောလင်းချက်လင်းအောင်တကူမြင်မိသွားသလိုပါပဲဒီလိုနဲ့နောက်တနေ့ဘိုးတောက်ချိန်မှာတော့ကိုမြိုင်တရားလွေတလုံးလွေပြီးတော့ကုညီပေးနိုင်မယ့်သူကိုရှာပေးဖို့ထွက်ခဲ့ပါတယ်။ရွာမထွက်ခင်ညာတော့ကခွေးဘူးကြောင့် ရွာထဲမှာနွားနှက်ကောင်တည်တဲ့အကြောင်းလေးကြားမိခဲ့သည်။ကိုမြိုင်တရားအိနီယာရွာနီးရှုံးဆက်စီကိုနေချင်းမြန်ခီးသွားပြီးတော့သူတို့ရွာအခက်ခဲကိုကူညီပေးနိုင်မဲ့ဆရာကိုလိုက်လံရှာဖွေတရားဝင်တရားထက်နဲ့ရှာဖွေပြီးမဲ့တော်တော်လာလာကူညီပေးနိုင်မဲ့သူမရှိပါဘူး။အကြောင်းကတော့သူတို့ရွာရဲ့ပြဒနာနနေ့ကြာမိခဲ့ပြီဖြစ်ပြီးတော့ရွာနီးချုပ်ဆက်စီကိုပါတရင်ဆိုးကပြက်နေနေရကြပါပြီ။ဒါကြောင့်ဒီရွာရဲ့ရှိနေတဲ့ဆရာတွေကလက်ဆောင်ကြတယ်။တချို့ကရင်းရင်းကျေးကျေး ဥပဒေမြေနဲ့ငင်းဆန်ပြီးမယ်တချို့ကကြတော့ပေါ်ပေါ်တင်တင်ကိုပဲငင်းဆန်နေ။ဒါပေမဲ့ကုမြရတော့ဗာစီကခက်ခဲတွေကိုအမြဲဆုံးပြည့်နေစီစဉ်လာပါပြီ။ဒါကြောင့်နေ့ရှိတိုင်းမလန့်လင်းတာနဲ့လွယ်ရေးတလုံးဆဲပြီးတော့ဆရာအရှာထွက်တယ်။ညာကြီးညက်နေနေဖို့ကကြတိရတဲ့အချိန်မင်းအဆင်မပြေဘူးလေ။သူကရန်နဲ့ညာကြီးမနေရသလိုသူ့ကိုလည်းဘရွာမှညာကြီးလက်မခံရေးကြပါဘူး။ဒီကနေ့နဲ့ဆိုရင်တော့ကိုမြိုင်တယောက်ဆရာရှာထွက်တာတပည့်တင်းတင်းပြေးခဲ့ပါပြီ။အရင်လေးမျက်နာတွေမကောင်း ရှိမျက်နှာအရက်ကိုမှခီးရှိနိုင်သမျှရှိအောင်စ조사ရင်းနဲ့ရှာဖွေခဲ့ပေမယ့်အခုထိကူညီပေးနိုင်မယ့်ဆရာဦးတော်မရနိုင်သေးပါဘူး။သူတို့တရားတင်းကုတ်ဆောင်ကြီးတခုနဲ့ဘေးစီမှာခွေခေါပြီးတော့အိတ်နေနေရောရဲ့။ငါတို့တော့ရှိပါသေးဘူးတကြ။နားရီမှာခေါ်တန်ကြာနေသူတို့ကပြည့်တူရင်းနဲ့နောက်ခနေထထိုင်ပြီးရောရဲ့။မထိုင်လို့ပါလည်းမဖြစ်ဘူးနိ။တိတ်မကြသေးခင်ကာလမှာသူတို့အိပုတ်ကြီးနေရောဘုဒ္ဓကြောင့်ပုတ်တင်ကောင်းနဲ့၆လန့်ထားတာဆိုတော့ဒီတခါမှာထပ်ပြီးတော့အဖြစ်မခံနိုင်တော့ဘူးနိ။ ဒါကြောင့်မို့အတန်ချာအနေငောက်ကနေထပြီးထူးတာပေါ့ငါသူရောရှိရှိပါလေဘုဒ္ဓကျောင်းတက်ပြီးခေါ်တန်းကိုသူတော်ကတက်ပြီးရောဖြေးချရင်းနေဘုဒ္ဓကျောင်းကိုလိုက်ရှာတယ်ဘုဒ္ဓကျောင်းဗမာရောသူတော်လိုက်ရှာရမတွေ့ဘူးနေဟဲ့ငါသူရောနင့်ကိုဟုတ်ပါပြီဘုဒ္ဓကျောင်းရဲ့သူတော်မှာတော့မောင်ပုတ်တင်နဲ့တွေ့မှာဆိုလို့အတင်းကရောကုန်းထားလိုက်တာဘောင်းမီအောင်ပြဲသွားပြီသူတော်ကပြောပြီးတော့သူဝေထားတဲ့ဘောင်းမီစုပ်ကိုအရှိကြီးနောက်ကြီးနဲ့အလုံးရှုံနေရောတယ် ငါသူတော့တေးဥပြဟာသားတွေပြက်ပြမနေနဲ့ငါပြောမယ်ဟာနင်လုံးတာနဲ့မေ့ရမယ်မလုပ်ပါဘူးဘူတရားရဲ့ပြောပါပြောပါအေးပြောမယ်နင်အတေချာမတ်နင်ရှိနေတဲ့နေရာကနေအရှိတ်ဆူဆူကိုတွားရင်လက်ရည်ဒိဆိုတဲ့ရွာကိုရောက်လိမ့်မယ်ဟုတ်ကဲ့ဘူတရားအဲဒီကဂန္ဓာမိကနှက်ဆောင်ကြရတဲ့လက်ရည်ဒိကြီးမှာပြဿနာတစ်ခုရှိနေနင်တော်ပြီးတော့ဖြည့်ရှင်းပေးရမယ်အခုလုံးလုံးစေတော့အဲ့ဒီရွာကိုမြိုင်ဆွေးလူအောင် ရွာရဲ့အခက်အခဲကိုဖြေရှင်းပေးနိုင်မယ့်ဆရာကိုရှာဖွေနေသူနဲ့ဆုံပြအောင်စောင့်ဆိုင်ပါလင်းတယောက်တည်းဝင်သွားပြီးတော့ဖြေရှင်းဖို့ကမဖြစ်နိုင်ပါဘူးဟုတ်ကဲ့ဘုဒ္ဓကြောင့်သူတို့စကားဖြေပြီးတော့ခဏငြိမ်သွားတယ်လက်လုံးကကနာမငြိမ်လက်ကခေါင်းကိုတင်တင်ကုပ်နေပြီးတော့ပဇက်ကလည်းစကားပြောဖို့ဟန်တပြေပြေနဲ့နေပါပြောချင်လို့လည်းငါသူတို့ဟိုဟိုလေသူတို့ကပြောဖို့ခက်ခဲနေတဲ့ပုံနဲ့ခေါင်းကိုပဲတင်တင်ကုပ်နေရောဟဲ့ငါသူတို့နေပြောမလားမပြောဘူးလားပြောပြောပါမယ်နေရည်တွေက ရေကိုသူ့ရောတောက်လိုက်ရင်ချစ်ချင်းနဲ့သာဖြစ်သွားနိုင်မလားလို့အဲ့ဒါတဲဒီငါသူတော်တော့နေအတော်ပဲနှစ်သားဖြစ်ချင်နေရပဲလားဖြစ်ချင်တာဗောဘုရားကြီးသူတို့ဖြစ်နှစ်သားလေးဖြစ်ချင်လုံးလာပြီအေးဖြစ်ချင်နေဆိုရင်လေအပြစ်ကျွေးရတာမြင်မြန်ဆက်ငါသူတော်ရေဟုတ်ကဲ့ဘုရားကြီးသူတော်သွားပြီသူတော်ပြောပြောဆိုဆိုပဲနေရာအနေနဲ့ထွက်သွားတယ်ဟဲ့ငါသူတော်နေသွားရမယ့်နေ့ရက်တွင်ကအရှိပဲစုစုမာလီဟုတ်တယ်နေဘုရားကြီး သူတို့ရဲ့စီတော်မြေကကြံ့ရင်းခဲ့လို့သူတို့ကပြောပြောဆိုဆိုပဲသူ့ရဲ့အုံးလက်မြင့်ကြီးကိုကောက်ပြီးတော့ခွာရင်။တော်ပြီဘိုးတရားရဲ့သူတို့ကပြေးထွက်သွားခဲ့တယ်။ကဲဒဲမလွဲတဲ့ငတူတော်ပဲ။ဒီစကားကိုရေရွပြီးအတန်းတိတ်ကနေပျောက်သွားတယ်။အဲ့ဒီချိန်သူတို့ကလည်းအတော်ဝေးဝေးကိုရောက်နေခဲ့ပါပြီ။ဟူးကိုမြန်ရတပင်းရှင်ကိုချလိုက်မိရော။ဒီနေ့ဆိုရင်တော့သူ့ဆရာရှာဘုံတော်ခီးကိုဆက်နေမိအောင်ဆဲရတင်းတင်းပြေးခဲ့ပါပြီ။အလုတ်ကိစ္စတွေဖြစ်ပြီးတောလာနေခဲ့တဲ့ရဲကြလာပြီးမို့ မရလေညွန့်ညက်လာပြီဖြစ်တယ်လို့သူကိုယ်တိုင်လည်းစိတ်တက်ကကြလာသလိုဖြစ်လာပါသည်အခုလည်းမနဲ့သွားညပြန်တွိုင်းလာရင်လည်းလူဟာပြန်မလာပြီမို့ဒီတစ်ပိုင်းမချိုးသေးဘူးပြန်ဖို့သာစိတ်ဆုံးဖြစ်ရင်လည်းကောင်းကင်ဆိုင်ကြလို့လမ်းလာနေရောရောင်လမ်းမြင်နိုင်တဲ့နေရာရောက်တော့အချင်းကနေမိုးလဲနေပြီဆရာရှာဖွေမှုမအောင်မြင်ခဲ့တာမို့စိတ်ထဲရွာကိုအာဏာမိတဲ့ခံစားချက်ကပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေမိရောခြေလမ်းတွေကိုဆက်လမ်းရင်းနဲ့ရွာနောက်ရောက်လာခဲ့တယ် အင်ကိုပြိုင်နေမိဘကောင်စုပူမြည်တုံးမှတေးကြပြီဒါကြောင့်ကိုမြိုင်အင်ကိုလည်းမပြိုင်ချင်မိပါဘူးဟူးကိုမြိုင်ရဲ့နန်းနေရဲ့ခြေနှင်းနေရရက်တန့်သွားမိပြီးတော့တမိုးအသာချမိရောတယ်ရွာစီကိုငင်းပြော်နေရကောင်ပဝင်းချင်ကိုအမတ်မထင်ဝေ့ပြီးတော့ကြည့်မိရောတယ်တာလမ်းမကြီးနေပေးဘက်လက်ကွင်းပြင်းနေအတရာကိုနေဝင်းစီနေနေပင်လုံးချုံရဲရဲနေအောင်ပွင့်နေရဲ့လက်ပံပင်းကြီးနေပေးရဲ့မြေကွေးကကိုမြိုင်ရဲ့အာယုံကိုဖန်ဆာသွားလိရောတယ်ကိုမြိုင်ရဲ့ပူပန်နေမိရဲ့ရင်ကို ဒီနေရာလေးကအေဂျင်စီနေမယ်လို့စိတ်ကထင်မိလာတာမို့ခြေလန်းတွေကိုကတဲ့ရိုးအတိုင်းဖျက်ရှောက်ရင်းနဲ့ကိုနေဝင်းစီကလေးစီကိုသွားမိပါတယ်။ဇီရီကလေးရဲ့ပရဝံအခြေအောင်15ပြီဝင်းကျင်သာရှိပါတယ်။ရေသားကြီးတက်တက်ပါပြီ။နှွေပံမို့မြစ်ပင်တချို့တော့ကျိုးတို့ကျတဲ့ရှိနေလျော်တယ်။ကိုမြိုင်စိတ်ကထင်မြင်မိတယ်လို့ပါပဲ။ပရဝံလေးအထဲကိုခြေစားမိလိုက်တာနဲ့ရင်းထဲမှာအေဂျင်မှုကိုခန်းစားရလျော်ရင်လေးပြီလောက်သာအခြေရှိတဲ့ဇီရီကလေးရဲ့ရင်းပြပုံကို တက်လိုက်ပြီးတော့သုံးချိန်ဝပြုကတော့လိုက်တော့ရင်နေ့လည်နေ့ဆောင်ချိန်မို့အနောက်ဘက်နားစီဟာတရက်ပင်ကဇေဒီကလေးစီကိုကြားရောက်နေရတယ်။ကိုမြိုင်နဲ့စိတ်ပင်ပန်လူပုံပန်ရှိရမို့ဇေဒီကလေးကိုကြောမိပြီးတော့ဆေလျှော်လိုလဲလျောက်လိုက်တော့တယ်။တက္ကနာအတွင်းမှာပဲအိပ်ပျော်သွားလိမ့်ရဲ့။ကိုမြိုင်ကိုမြိုင်ကိုမြိုင်ဘလောက်တောင်မှအိပ်ပျော်သွားမိရဲ့မသိပါဘူး။နားထဲမှာခေါ်တန်ကိုကြားမိပြီးတော့လုံနိုးလာတယ်လို့ခန့်စားရပါမှာ။လန်နိုးလာရတယ်။လုံနိုးချင်းလုံနိုးသူကိုကြည့်လိုက်တော့ ။ယောဂီဝင်းနဲ့လူငယ်တယောက်ရုပ်ရည်အားတည်ကြည်ချောမောလို့နေပြီးတော့စိမ်ဖက်နဲ့နှုတ်ခမ်းမွေးလေးတွေခရီးရှိနေရောလက်မောက်နဲ့စပေးနေရလေဥကောင်းထက်စီမှာတတရရဲ့ထုံးဖွဲ့ထားတာကိုတွေ့ရတယ်။ထားတော့ကိုမြိုင်ဝိုးချိုလူပြီးတော်စာရွာထဲဝင်မရပဲဖြစ်နေနေမယ်။ကိုမြိုင်နူးလဲပြီးတော့ထားလိုက်တော့ပဝင်းချင်ကနေဝီစီစာချင်းကိုရောက်နေကပကြခင်မောင်ရင်ပြိုးပြီးရောမယ်။ဒီကညီလေးကကျွန်းနမေကသူ့တော်ပါ။မန္တန်တိတာကိုင်းဝင်ကန္နာဝီခီးသွားဆိုပါတော့ အခုကဒီနားမှာတညတိတ်ခုမလို့ရောက်လာတာပါအခုနဲ့မရကိုမြိုင်မှာဒီရွာလေးနေပါရင်ဟုတ်ကဲ့ကိုမြိုင်ကြုံမှတ်ထားလိုက်ပါမင်းဒါနဲ့ကိုမြိုင်ရောက်အခုချိန်ကြီးကိုဘလို့ဖြစ်ပြီးတော့ဖျားလီမှာလာရင်နေရလေပြင်းမန်းလုံးပြီးတော့အိပ်ပျော်သွားတာပါငါကြီးကဘာဒီမြန်းလုံးပြီးဘလောက်တောင်ပြင်းမန်းနေလို့လဲကိုမြိုင်ရောက်ဘာဒီမြန်းလုံးတလေဆိုတော့ဒီလိုပါငါကြီးကအကိုရူရာစီမှာလုံခဲ့တဲ့နေ့လေးတော့ကစားပြီးတော့စိုးဝါးတဲ့ကိစ္စတွေဖြစ်ပျက်နေလို့ ကိုမြတ်ရစကားကိုအစချီပြီးတော့ဖြစ်ချောင်းအကုန်စင်ကိုသူတို့စီကိုအသေးစိတ်ပြောပြလိုက်တော့တယ်။အဲ့ဒီအတွက်ဖြည့်ရှင်းပြီးနိုင်မယ့်ဆရာကိုလိုက်ရှာနေရငါညီရတွေ့ပြီလားဗျ။မတွေ့ပါဘူးငါညီရဒီကနေ့နဲ့ဆိုရင်ဆေးရမြောက်ပဲအလုပ်ပြက်အကန့်ပြက်နဲ့သွားလာညီမရဆိုတော့အေးရမင်းမလည်းညုံချင်နေပြီ။ဟွန်းမလိုက်ဖြစ်တော့ဆက်ပြီးတော့မရှာတော့ပါဘူးကွာ။စိတ်တက်လည်းကြာသွားရပါပြီ။ကိုမြတ်ရစကားကြောင့်သူတို့ပြောလိုက်မိရောတယ်။စိတ်တက်မကြပါနဲ့ကိုမြတ်ရ။ ဒီကိစ္စရဲ့အလုံးကြုတ်ဖြစ်ရှင်းပြီးပါမယ်ဟင်ကိုမြန်ရုတ်တရက်တော့အာအသိမိသွားရတယ်ပြီးကမှပြပြသနေနေငါငါညီရဆေးရလားရွာကိစ္စတွေကိုဖြည့်ရှင်းပေးနိုင်နေလားအင်းကြုတ်ဖြည့်ရှင်းပေးနိုင်ပါတယ်ကိုမြန်ရဲ့ဟာဟာဒါဆိုရင်တော့အခန့်စစ်လိုက်တာငါညီရအေးမဟုတ်ပါဘူးဆဆဆရာလေးရကိုမြန်ရဝမ်းသာအရာပြောလိုက်တာမို့စကားတွေကထင်ငုံကုန်ရတယ်ရွာကိစ္စတွေတည်းစိတ်အေးနေလိုက်ပါတော့ဗျာဝမ်းသာလိုက်တာဆရာကြီးရကဲဒါဖြင့် ဒီညအတွက်ကိုအကိုအီစီကိုလိုက်တေးဗျာနေပါစီကိုမြန်ရဲ့ကျုပ်ဒီမှာပဲတဲပါမယ်ဒီမှာပဲတဲမလို့လားအဆင်ပြေပါမလားညချင်ရင်ဇေဒီကလေးစီမှာဝေပြူပါဘူးနဲ့နှုတ်ဆရာလေးနဲ့ရှိသေးတော့အဆင်ပြေပါတယ်ဟုတ်ကဲ့ပါဆရာလေးဒါဖြင့်လေကျုပ်အတင်းချက်မခေါ်တော့ဘူးနော်ကိုမြန်ပြောပြီးတော့သူ့ရဲ့စိတ်ထင်ဟာမတင်မချတိလုံနေရအောင်ဆက်မိဖို့ကြံရင်လိုက်ကြော်ရင်ဒါပေမဲ့သူတော်ဟာသူ့စိတ်အကြံကိုကြိုတင်သိနေပြီးတော့မောင်တော့မေကိုမြန်ရဲ့ပြန်တော့နေ ဒေသတွေကိုဖြည့်ရှင်ဖို့အတွက်ကမလက်ဖြစ်မနဲ့ပထမအယုံတက်ချိန်မှာသူ့ကိုရွာထိတ်စီရနေစောင့်နေပြီပါကျုပ်လာခဲ့ပါမယ်။ဩဟုတ်စရာလေးကောင်းပါပြီ။ကိုမြိုင်တရားအပြန်လန်းစီကိုဥတီခဲ့ပါရင်တန်းတခြားမှာတော့ရှာတော့မှမကြုံပဲမရှာတော့မှဆုံလာတဲ့သူတော်ဆိုရဲထူးဆန်းတဲ့ယောဂီလူငယ်အကြောင်းကိုအမျိုးမျိုးတွေးတောမိနေရောင်။ကိုမြိုင်အင်းကိုပြေရောက်တော့မောက်စားပြိုးနေပါပြီ။ဝန်တာစိတ်ကိုစုပ်ကန်ပြီးတော့အင်းလေးကိုလမ်းမလိုက်တော့ ။အပုတ်ကသူ့ကိုဒေါသမျက်လုံးနေနဲ့စောင့်ကြိုနေရော်တယ်။ကိုမြိုင်တော်တင်းနေတင်းနေဆရာရှာထွက်တယ်ထွက်တယ်နေ။ဆေးကကြာသွားရင်ဘာမှအကြောင်းမထူး။မနက်ကစပြီးတော့တော်ဒီပုံတိုင်းသာဆိုရင်တော့ကျုပ်မီရုစီကိုပြန်နေမယ်။မပုတ်ရဲ့ပြောကြောင်းကိုမြိုင်ကခပ်ပပပြောလိုက်တော့တယ်။အဆူမစောနဲ့မိမရဲ့ငါဆရာကိုခေါ်လာနိုင်ခဲ့ပြီဟ။မကြခင်ငါရုရာလီကအေးချမ်းတော့မှာဟ။အဘိုးကမယုံတင်ကဖြစ်ရနေကိုမြိုင်နောက်ကိုကဲကြည့်ရောရင်ကိုမြိုင်ကျိုးပစက်ကိုကြောက်လို့ တော်ရန်ယုံရန်လာလိမ့်မနေနဲ့ဗမာလေးတော့စီယာပါရဲဟရွာပြာကိုနဝင်းစီကလေးစီမှာကြံ့ရစ်တယ်မနဲ့အာယုံကြီးမှာတွားခေါ်ရမှာမဘိုးကယုံကြည်ကြည်ဖြစ်လာပါပြီတော့စီယာဘလူကြီးတော့ရောက်တဲ့ဟာပဲတခါရဲလာခဲ့ပြီးဖြည့်ရှင်းပြီပေါ့အဲ့လိုတော့မဟုတ်ဘူးလေဟာသူနဲ့သူ့ချိန်ခါဆိုတာရှိမှာပေါ့ပြီးတော့စီယာယောဂီဝင်းနဲ့ငငယ်ချောချောလေးဟာဟုတ်တော့ငယ်ရဆိုတော့ဘယ်အွေတော့မို့လို့တော့၂၀ကျော်၂၅ဝန်းကျင်ဟာ တော့ဆရာဟုတ်ကောဟုတ်ပါမလားတော့။နဲ့ဆရာကြီးလို့အသက်ကြီးပြီးပညာဆောင်သူတော်ဘာမှမတတ်နိုင်တော့။ဆရာလေးကထူးဆန်းနေဟောက်ယောဂီဝင်းနဲ့တိတ်လိုက်တာပဲ။အတန်ဩစာအစာကြီးညိုဖို့တိတ်ကောင်းနေ။ရီလိုက်နေတတန်လေးကပါသေးတယ်။ပြီးတော့နီထူးဆန်းတာသူကအခုမှရွာကိုရောက်ပို့ပြီးတော့ငါဖះမှာအိပ်ပျော်နေအောင်လာနိုးတာ။မိုးချုံရင်ပြန်ဝင်မရပဲနေမေးတဲ့။နေစစ်စားကြည့်စမ်း။ဒီရောညဘက်အပြင်ထွက်မရ။အထဲဝင်မြင်ရတဲ့အကြောင်း तू อ่ะกูมายောက်ตัวဖြစ်ပြီးတော့ဘလို့သိရလဲอืมဒါတော့ထူးဆန်းတယ်လို့ပဲဟုတ်တယ်ဟာငါလည်းသူ့နဲ့စကားပြောနေရောတတိမထားမိဘူးပြန်လာရင်းနဲ့နန်းချမှာပဲကိုမြန်ရစကားပြောနေရောမှာပဲမပုတ်ရဲ့မျက်နှာကွက်ခနေတင်းมาသွားတယ်ဒါကိုတတိထားမိရဲ့ကိုမြန်ရစကားကိုတန်းလိုက်ပြီးတော့မပုတ်နင်ဘာဖြစ်လို့ရောကိုမြန်တော်မမှန်ပြောစမ်းဟေးဘာလို့ရောတော်ဟာဆရာရှာထွက်တယ်ဆိုပြီးတော့ဘယ်နဲ့ကြောင့်ကိုနေဝင်ဖျားမှာတွားရင်နေရလဲအေးမပုတ် ဒါဒါဒီလိုဘာမှဒီလိုမနေနဲ့နေ့စဉ်ရဲ့ဆက်ကြီးတောင်းလာနေလို့တော့သူကမတင်ကဖြစ်နေဟာလက်ဆက်တတ်တော်တော့နောက်မင်းနေနေရပဲတော်ပြီကျုပ်ခုပဲအမေရင်ကိုပြန်မင်းဘဘကပြောပြောဆိုဆိုပဲကလေးကိုချီပြီးတော့အပေါဝါကိုမြိုင်ကိုဝင်းဒိုးတိုက်လို့အပြုံထပ်ဖို့လုပ်လိုက်တော့တယ်မဖို့မဟုတ်ဘူးဟာငါရှင်းပြမယ်တော်ဘာမှမပြောနဲ့တို့တို့သားမီတော်ပြီကိုမြိုင်တားလို့မရတော့ပါဘူးဘဘတို့သားမီနေရောက်ကောင် သူ့ကိုတွန်းထုတ်ပြီးတော့ဆောင်းအောင်လို့ခြံထဲကနေထွက်သွားခဲ့ပါပြီ။ဟူးဒီမိမကတော့ကွာကိုမြာရမချင်မရဲ့ရေယူမိလိုက်တော့ရင်အခုနေတော့မပုတ်ကိုသူ့ပြန်ခေါ်ဖို့ဘလို့စူးစားစူးစားရမှာမဟုတ်တော့ပါဘူး။မနက်မှသာအသေးစားရှင်းလင်းပြောပြပြီးတော့ပြန်ခေါ်မှသာရပြီရောမင်း။မနက်ခင်းပထမအာယုံတက်ချိန်မနက်၃နာရီအချိန်မှာကိုမြိုင်တရောင်ရွာထိပ်စီကိုထွက်လာပြီးတော့ရောက်ခင်ပြီးသူတို့ဆောင်းဆိုင်နေနေရောတယ်ကိုမြိုင်ရောက်ပြီးတိတ်မကြလိုက်ပါဘူး ူတို့တရားကိုကုမြိုင်ရှိရာစီကိုဆက်ဆိုင်မြမြရောက်ရှိလာခဲ့ပြီးတော့ကဲကုမြိုင်ကျုပ်ကိုနေဤတွေစီကိုခေါ်သွားပြီးပါဟုတ်ကဲ့ဆရာလေးကုမြိုင်ရဲ့ပြင်ပြတန်းအားလှုပ်လှုပ်ခက်ခက်နဲ့နည်းနည်းတတိမက်ခဲ့တဲ့အိမဲဆူကြီးကနေအခုနိုးခင်းရမှာလားဒါမှမဟုတ်အရင်လိုပဲပြင်ပြအောင်မလားဆိုတော့တစ်ချက်တစ်ချက်တွေးနေမိရောလေကုမြိုင်သူ့တို့ကိုရွာရဲ့အရှိတ်အတိတ်ရေရင်းစီကိုခေါ်ဆောင်လာခဲ့ကုမြိုင်ပြားဆရာလေးပေကြီးဆက်ဆက်တော့ကိုအလူအကုံဆောင်နိုင်သလားကျုပ်ငယ်ရာကိုရင်လေးပါဝေဖူးတော့ ပရိတ်ပဋ္ဌာန်းတွေကိုအလူကြီးကောင်းကောင်းမွန်မွန်ရပါလေဗျ။ဒါဖြင့်ယတနာတုံးနဲ့မေတ္တာတုံးကိုအဆက်မပြတ်ယူချေဗျာ။ဩဟုတ်ကဲ့ဆရာလေး။ကိုမြိုင်နေသူတို့ပြောတဲ့အတိုင်းပဲနှုတ်ကနေယတနာတုံးနဲ့မေတ္တာတုံးကိုခတူတူအဆက်မပြတ်ယူဖတ်ပါလေ။နေရောက်သားရီရင်းနေရာစီကိုရောက်လာကြပြီးရော။ဟူရှိရနေရာပဲ။သူတို့လမ်းကြီးရောကျဲနှောင်းတွေမဝင်နိုင်အောင် စီးရုပ်ခတ်ထားပြီးရောရဇမတ်ကူကိုကန့်ရထားတဲ့နေရီတွေကိုတွေ့ရတယ်။သူတို့စိတ်တွေတင်ငါမကင်းရှိရမို့ မန်တန်ယူပြီးနေရီရင်းစီကိုကြည့်လိုက်တော့တယ်။ရီရင်းကိုဖုကနောက်ဆိုင်မိထိုင်ပြီးအိပ်ပျော်နေတဲ့တပတ်ကြီးတုံးကောင်ကိုတွေ့ရတော့တယ်။အဆောင်ချက်ဖြစ်တဲ့ကန်တာမီကနက်ကိုတော့အရေးရောင်တော့မတွေ့ရပါဘူး။သူတော်လေးကာတာမန်တန်ကိုအုံပြုရွဆိုလိုက်ပြီးတော့တပတ်ကြီးတုံးကောင်ကိုချုံအောင်လိုက်တော့တယ်။တပတ်ကြီးတုံးကောင်ကများအိပ်ပျော်နေရတိတော်မတိလိုက်ပဲအကျုံအောင်ခံလိုက်ရလေရော်တယ်။တပတ်ကြီးတုံးကောင်ကိုချုံအောင်ပြီးတပေးဖက်တီကိုသူတော်လိုက်ကြည့်လိုက်တော့ကာယန်ထားတဲ့စီအိုရဲ့တောင်း၃၀၀စီမှာ မကောင်းတဲ့အငွေသက်တွေလက်မုံနေရကိုသတိထားလိုက်မိရတယ်။လက်စားသက်တော်နောက်ကမှတရားရောက်ရှိနေရဘူး။ဗျာဘလူလေးဆရာလေးသူတို့ရဲ့ရေယုံမှုကိုကိုမြန်ရသူ့ကိုပြောတဲ့အထင်နဲ့မင်းမြန်လာတယ်။အော်ဘာမှမဟုတ်ဘူးကိုမြန်ရဲ့ဒီနေ့ရည်တွင်ကိုလူစုံတယောက်ကမကောင်းတဲ့စီရင်နဲ့ပြုလုပ်ထားတာဗျ။ဟာဟုတ်လားဆရာလေးအမှန်ပဲ။အဲ့ဒါကိုဖော်ထုတ်ဖြည့်ဆည်းဖို့ဆိုရင်တော့အကူအညီပေးဖို့နောက်ထပ်လူနှစ်ယောက်လိုအပ်တယ်။လူနှစ်ယောက်ကိုမြိုင်ဘသူ့ကိုခေါ်ရမလဲဆိုတာတစ်ချက်စဉ်းစားလိုက်တော့ ုတ်ပြီဆရာလေးဒီနားမှာကျုပ်ရဲ့ဝမ်ခွေရောက်ဖားတွေရှိရင်သူတို့သွားခေါ်ပြီးမင်းအချိန်မရှိတာမို့မြ мян သွားပြီးတော့မြ мян ပြန်ခဲ့ပြောင်းတူးစရာပစ္စည်းတွေကိုပါတဘာလေးယူခဲ့ကြကိုမြိုင်ခက်တုတ်တုတ်ပဲထွက်သွားလျော်နေတောင်းကြတော့သူရောက်ဖားဝမ်ခွေနေအောင်နဲ့အတူတန်တီဝင်းနေကွန်ပြီးတော့ပြန်ရောက်လာရင်ကဲစားလိုက်ကြမင်းကျုပ်ပြရဲ့နေရာဒီမှာရက်နေကြဗျာကျုပ်ကတူးဆိုရနဲ့တပြိုင်တည်းကတူးကြတော့တပည့်ကြီးသုံးကောင်ကတော့အခုထိကိုတုံ့နှောင်ထားတာမသိသေးပဲအိပ်ပျော်နေကြစေမင်း သူတို့ဟာတပတ်ကြီးတွေကိုကိုမြိုင်တို့တုံးရောက်မြင်နိုင်အောင်တော့မစီမံပေးထားပါဘူး။မြင်တော့လက်ပြန်သွားတာမျိုးဖြစ်နိုင်နေတယ်။ကိုမြိုင်တို့တုံးရောက်နေရာယူပြီးကြပြီ။သူတို့ဟာအဝင်းဝါစီကနေမန္တန်တွေကိုအဆက်မပြတ်ရွဆိုနေရောရင်းမြင်နိုင်သူတို့အဖို့ဆိုရင်တော့သူတို့ရဲ့မန္တန်ဆက်တီဟာအစီရင်တုံးနေရာစီကိုဖြန့်ကျက်ကုမျိုးပြီးတော့အုံလန်းနေရာကိုမြင်ကြရလိမ့်မယ်။ရပြီ၊တူကြတော့သူတို့ရဲ့အမိန်ပေးတဲ့အဆုံးကိုမြိုင်တို့တုံးရောက်လေမြေပြင်ကိုတူးဆလိုက်ကြပြီးတော့ဟာ အလိုလို ဘလောက်မှမတူလိုက်ရပါဘူး။မိကြီးရဲ့စီကနေအနီယာဝိဆာနဲ့ပတ်ထားတဲ့အထုပ်ကလေးသုံးထုပ်ကထပ်ပေါ်လာတယ်။ကျုပ်စီကိုယူခဲ့ကြပါ။အထုပ်ထဲမှာဘာရင်လုပ်ထားရလဲမသိဘူးနော်။ကိုမြိုင်တို့ကအထုပ်ထဲမှာဘာရီပါတယ်လေသိကျင်နေတယ်။ဒါပေမဲ့သူတို့ကအထုပ်သုံးထုပ်ကိုရေပင်စီကိုချလိုက်ပြီးတော့အပေါ်စီကနေလက်နဲ့အုပ်ပြီးမန်နံကိုရွတ်ဆိုလိုက်တော့တယ်။အဲဒီကအထုပ်သုံးထုပ်စီမှာဟုတ်ကနေမီးတောက်တစ်ခုထပ်တောက်လာပြီးတော့လောင်ကျွမ်းလီရောတယ်။သူတို့ကမန်နံကိုအစစ်မပြတ်ထပ်ပြီးတော့ယူဖတ်တော့ ရေရင်းပဲမိကြီးရနေနေဆွေးတဲ့သွေးစားတို့ကထွက်ပေါ်ရွှေ့ရှားလာပြီးမိတောက်ထဲကိုတိုးဝင်လောင်ကျွမ်းပါတယ်။တခဏအတွင်းမှာပဲအထုတ်တီရောသွေးရောမိနောင်ပြီးရောပြကြသွားလို့ရောရေရင်းကိုဖုကနောက်ဆိုင်ပြီးထိုင်နေကြတဲ့ထုံနောက်ခံတပတ်ကြီးသုံးကောင်ကအမုံမွားတဲ့အဖြစ်ကွက်ပြောက်သွားပါရောတယ်။ဒီချိန်နဲ့ဒီပိုင်းနဲ့တင်းမှာပဲငွေရောင်တောက်နေတဲ့ပုံကိုတရားသူတော်တို့အရှိစီမှာထွက်ပေါ်လာတယ်။သူတို့ကကုမြိုင်တို့ကိုလည်းမြင်နိုင်စေဖို့အမြင်ဖွင့်ပေးလိုက်တော့ကုမြိုင်တို့၃ယောက်လည်းတစ်ဖက်ကပုံကိုကြည့်လို့အော်ကုန်ကြတယ် ကျွန်တော်ကဒီရေတွင်းကိုစောင့်ကြည့်ရဲကနမီတာနဲ့ပါရေရင်းစီလူသိစင်တို့ကျွန်တော်အင်အားချင်းနဲ့သွားခြင်းသူတို့မှအစီရင်ဝလုပ်သွားတာပါသူရဲ့ရွေးချက်ကမထင်မဲ့ပဲဖြစ်လာတဲ့ဒုတတ်မှုအပေါ်မိတည်ပြီးတော့သူကောင်းစားဖို့ခွင့်ရှာလိုတယ်ရွာသူရသားတွေဒုက္ခရောက်ပြီးချင်းသူကိုယ်တိုင်ပဲဖြည့်ရှင်းပြပြီးတော့အများသူကိုကူးကွယ်လာစေဖို့စီမံနေကျွန်တော်ကရေရင်းရေခမ်းအောင်လုပ်လိုက်တော့သူအစီအစဉ်ကခမောက်ခမောက်ဖြစ်သွားပါတယ်သူ့ကိုကျွန်တော်တံပြန်ဆုံးမပါမယ်အတင်ကျွန်တော်ကိုကူညီပေးလို့ ကျေးဇူးများမြို့စွာတင်ရှိရပါတယ်။ကောင်းပါပြီ။အစီရင်လုပ်သူကိုတင်မဲ့တံပြန်မယ်ဆိုတော့ကျုပ်တို့ဒီမှာလုံးဆရာမရှိတော့ဘူး။တင်ကောင်းဆုံးတံပြန်နိုင်ပါစေ။သူတော်ပြောလိုက်တော့ကန္တာမီတာနဲ့ကရုတ်တရက်ပြောက်ကွယ်သွားလျော်တယ်။ကဲကိုမြိုင်။ကိစ္စတော့ပြီးစီးခဲ့ပြီ။မနက်လေးနာနဲ့ရေထဲမှာရေကြီးရေတန့်နေပြန်ပြီးတော့ပြေဆုံးနေနေမယ်။ကျုပ်ကတော့ခွင့်ပြုပါအောင်။ဆရာလေးရဲ့ကျေးဇူးတရားကြီးမားလွန်းတာမို့ရွာမှာတက္ကနနေပါအောင်လား။နေပါစီကိုမြိုင်ရဲ့။ ကျုပ်ကခီးသွားဆိုတော့ပန်းတိုင်မရောက်သေးရေခြေလမ်းတွေဆက်လမ်းနေရပါအောင်မင်းကျုပ်ကိုခွင့်ပြုပါအောင်သူတို့ကထပ်သွားခဲ့ပါတယ်ကိုမြိုင်တို့သုံးယောက်ကတော့လင်းချင်းစားပြုနေရဲ့အာယုံအလင်းအောင်မှသူတို့ရဲ့ကြောပြင်းကိုငေးမောကြည့်ရှုကြရင်ပေါ့လက်ဆရာကြီးကသူ့ရံပြီးတော့ရုတ်တရက်တိဆုံးတဲ့တရင်ကလက်ရည်တွင်ရကလေးကိုအားသိစေခဲ့ပါတယ်ဒီတရင်ကိုအားမသိစားသူတွေကတော့သုံးယောက်တည်းရှိပါတယ်သူတို့ကတော့ကိုမြိုင်တို့တမိယောက်ပါသုံးယောက်ရေးပါတိတ်မကြလိုက်တဲ့အချိန်မှာတော့လက်ရည်ချင်းကလေးစီမှာ ိုးလွန်ခဲ့တဲ့နည်းနည်းကြောင့်အလိုရေခတ်သူတွေနဲ့ပြန်လည်စီကားလာခဲ့ပြီးတော့ရေရင်းကလေးရဲ့နဘေးပတ်စီမှာလည်းလက်ကွန်းလေးတစ်ခုဖြစ်တည်လာခဲ့ရော်ရွာကလေးကလည်းရေချိုမထွက်ပေမဲ့အရင်တိုင်းပဲတာယာစီပင်လာခဲ့ပါတယ်။ကိုမြိုင်တို့သူယောက်ကတော့ပြည်တနာရေးရက်ကိုဖြည့်ရှင်းပေးသွားခဲ့တဲ့သူတော်ဆိုတဲ့ယောဂီသူငယ်ကိုအချိန်တိုင်းကျေးဇူးတွေတင်နေတော့ပါပဲ။ပရိသတ်များရှင်ဆိုင်သူနိုင်ရိုးစေးတည်းဤသားထားတဲ့လက်ရည်တွင်ဆိုရဲဇလန်ဒီကတော့ဒီမာရီပြီးဆုံးသွားပါပြီ။ နောက်ရက်များမှာလည်းဇလန်းတိများစွာကြီးချက်တိဆက်ပြီးတော့မှမူအပီနာချင်းကြပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်